သင်ဘာကြောင့်ကျွန်တော်ရဲ့ခြေလုံးကိုခဏယူကြည့်မယ်ဆိုပြီးတော့ခိုးယူပြီးတော့ပြေးရတာလဲရှင့်အဲ့ဒီအခါတခိုးမကငါရဲ့ခြေလုံးကိုငါယူပြီးငါအလိုရှိတော့ခီးတို့သွားနေတာသင်ကဘာကြောင့်ငါ့ကိုခြေလုံးတခိုးလို့ဆွဆွဲရတာလဲကွအဲ့ဒီခြေထွေးတရားဆိုတာကတော့ဝါခင်းဆောင်တော့မိမတရားဟာထိုဝါခင်း၌စောင့်နေရင်းနဲ့ဝါပေါက်စစင်းကိုခြေချောဝင်ပြီးအစာတင်ပြီးမှကောင်းစွာလုံရည်ထားတာကိုဖြစ်တယ် အဲ့ဒီမိမတနေ့မှာတော့ခြေလုံးကိုရင်လိုက်ပိုက်ပြီးမိမိအိမ်သို့ပြန်လာခဲ့တယ်။အဲ့ဒီလိုပြန်လာတဲ့လမ်းမှာဖះလောင်းရဲ့ရေကန်အနီးကိုရောက်တဲ့အခါမှာတော့ရေချိုးအန်းဟုအကြံဖြစ်ပြီးတော့ခြေလုံးကိုမိမိရဲ့အိမ်ကြီးပေါ်မှာတင်ပြီးတော့ရေကန်တွင်သို့ရေဆင်းချိုးဖို့ပြင်တော့တယ်။အဲ့ဒီချိန်မှာပဲတခြားမိမတစ်ယောက်ဟာသူ့ရဲ့ဘေးနားမှာဖြတ်သွားတော့တယ်။အဲ့ဒီလိုဖြတ်သွားရင်လည်းခြေလုံးကိုမြင်တဲ့အခါမှာတော့လိုချင်တဲ့စိတ်ဖြစ်ပေါ်လာတော့တယ်။အဲ့ဒါနဲ့ခြေလုံးပိုင်ရှင်အမျိုးသမီးအနီးသို့သွားကခြေလုံးလေးကကောင်းလာကြလား။အလွန်တက်ရက်တဲ့ခြေလုံးလေးပဲ ကျမခဏလောက်ယူကြည့်မယ်နော်။ရပါတယ်ရှင့်ခဏပဲယူကြည့်တာပဲပဲ့ပါသွားတာမှမဟုတ်တာယူကြည့်ပါရှင်။အဲဒီလိုနဲ့ထိုမျိုးသမီးမှခြေလုံးကိုယူကြည့်တော့လေ။ခြေလုံးကိုယူကြည့်ပြီးတော့ခြေလုံးကိုရင်မာပိုက်ပြီးတော့ထွက်ပြေးသွားတော့လေ။အဲဒီလိုနဲ့ခြေလုံးပိုင်ရှင်ကလည်းခြေလုံးယူပြေးသွားသည်ကိုမြင်၍နောက်ကနေထက်ချက်မကွာပြေးလိုက်တော့လေ။အဲ့ဒီလိုပြေးလိုက်ရင်လည်း ။ဖယားလောင်းရဲ့ဇရဲ့အနီးမှာထိုမိမကိုမိသွားတော့လေ။အဲ့ဒီအခါခြေလုံးပိုင်ရှင်မိမကတင်ပါကြောင့်ကျွန်တော်ရဲ့ခြေလုံးကိုခဏယူကြည့်မယ်ဆိုပြီးတော့ခိုးယူပြီးတော့ပြေးရတာလေရှင့်။အဲ့ဒီအခါတခိုးမကငါရဲ့ခြေလုံးကိုငါယူပြီးငါအလိုရှိတော့ခီးတို့သွားနေတာ။တင်ကဘာကြောင့်ငါ့ကိုခြေလုံးတခိုးလိုဆွဆွဲရတာလဲကွ။အဲ့ဒီလိုနဲ့ငင်းခုန်နေကြတော့လေ။အဲ့ဒီလိုသူတို့နှစ်ယောက်ငင်းခုန်နေတဲ့အတန်ကိုဖះလောက်မဟုတ်တာလေးကကြားသွားတော့တယ်အဲ့ဒီလိုနဲ့သူတို့နှစ်ယောက်ကိုခေါ်ခိုင်းလိုက်တော့တယ်အဲ့ဒီလိုနဲ့အမျိုးသမီးနှစ်ယောက်ဟာ ဘုရားလောင်းမဟောတရားရဲ့ရှိကိုရောက်လာတဲ့အခါမှာတော့ဘုရားလောင်းမဟောတရားဟာသူတို့ရဲ့အမူအရာလက္ခဏာတွေကိုကြည့်ရှုခြင်းအဖြစ်ဤသူကတခုမှဤသူကခြေလုံးပိုင်ရှင်ဆိုတာကိုအတက်သိတော့တယ်။ဒါပေမဲ့တပါသူတို့ကိုသိစေခြင်းကအကြောင်းစုံတို့ကိုထိုသူတို့အားမေးမြန်းတော့တယ်။အဲ့ဒီအခါမှာတော့အဲ့ဒီမိမနှစ်ဦးဟာလည်းသူတို့ရဲ့ဖြစ်ကြောင်းကုံစင်ကိုဘုရားလောင်းမဟောတရားလေးကိုပြောပြကြတော့တယ်။သူတို့ရဲ့ပြောပြချက်တွေကိုကြားပြီးတဲ့အခါမှာတော့မဟောတရားသတို့သားလေးဟာတင်းတို့ငါရဲ့ဆုံးဖြတ်ချက်ကိုလိုက်နာကြမှာလားကွ။ အဲ့ဒီလိုမေးထားလိုက်တော့လေမဟောတရာသတို့သားလေးအဲ့ဒီလိုမေးမြန်းလိုက်တဲ့အခါမှာတော့မိမနှူရိုဟာဖះလောင်မဟောတရာရဲ့ဆုံးဖြတ်ချက်အတိုင်းနာခံမှုအတွက်သဘောတူလိုက်ကြတော့လေအဲ့ဒီအခါဖះလောင်ဟာပထမအဦးဆုံးအနေဖြင့်ခိုးသူမကိုမေးမြန်းတော့တယ်တင့်ရဲ့ခြေလုံးအတွင်းမှာအဘေအရာကိုထည့်ပြီးတော့ခြေလုံးကိုလုံထားတာလေကွအဲ့ဒီအခါမှာခိုးသူမက အရှင်သားဝါးစိတ်ကိုထည့်ပြီးတော့လုံထားကြောင်းပါရှင့်အဲ့ဒါပြီးတော့ခြေလုံးပိုင်ရှင်ကိုလည်းမေးမြန်းထားလိုက်တော့တယ် တင်းကရောခြေလုံးအတွင်းမှာအဘယ်ရာကိုထည့်ပြီးတော့လုံခဲ့တာလဲကွအရှင်သားတဲစီကိုထည့်ပြီးလုံထားကြောင်းပါရှင်အဲ့ဒီလိုဖြေချလိုက်တော့လေအဲ့ဒီခါမှာတော့ဖရာလောင်းမဟောတရာဟာထိုးသူမိမနှစ်ယောက်တို့ဤစကားကိုပရိသတ်တို့ဟာမှတ်သားစေပြီးလဲခြေလုံးကိုဖြေဖွင့်ကြည့်လေတော့တဲစီကိုသာတွေ့ရတော့လေအဲ့ဒီခါမှာဖရာလောင်းကခိုးသူမအားခြေလုံးထဲမှာထည့်ထားတဲ့တဲစီကြောင့်တင်းဟာခိုးသူမဆိုတာထင်ရှားနေပြီဒါကြောင့်တင်းဟာတခိုးဖြစ်ကြောင်းဝန်ခံတော့မှန်မှမဟုတ်တရာသူတို့သားလေး ကျွန်တော်မျိုးမှခြေလုံးကိုခိုးမိပါတယ်ရှင့်အဲ့ဒီအခါဖះလောင်းမဟုတ်တတာလေးကရှေ့နီးများသူထိုခိုးသူမှအဆုံးမ၍လွတ်လိုက်တော့လေအဲ့ဒီအကြောင်းကိုမဟုတ်တတာကိုစောင့်ကြည့်နေတော့အမတ်ကြီးကတိသွားတဲ့အခါမှာတော့မင်းကြီးထံကိုရှေ့နီးများသူတန်တော်ဦးတင်လိုက်တော့လေအဲ့ဒီလိုနဲ့မင်းကြီးဟာအလုံးစုံသိရတဲ့အခါမှာတော့ရှေ့နီးများသူတေနကအမတ်ကြီးကိုတိုင်မြင်တော့လေအဲ့ဒီအခါမှာလဲတေနကအမတ်ကြီးကအကြောင်းမျိုးမျိုးပြပြီးတော့မဟုတ်တတာသတို့သားလေးကိုခေါ်ယူဖို့အတွက်ငင်းပယ်ပြန်တယ်အဲ့ဒါကြောင့် မင်းကြီးကလည်းစိတ်ညစ်ညူးရပြန်တော့လေကျွန်တော်ရဲ့ channel လေးကို like and subscribe နဲ့အားပေးခဲ့ပါအောင်ဗျအားပေးတဲ့တယောက်ချင်းစီတိုင်းအထူးပဲကျေးဇူးတင်ရှိပါတယ်